ဒုက္ခတကုံပြည်သူအားငှားအိမ်ယာမှတိုင်ငါလုံးကိုမဲနိုင်နေရချထားပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒုက္ခတကုံပြည်သူဝငှားအိမ်ယာမှထမှန်တိဆောက်ပြည်စည်တဲ့တိုင်ငါလုံးကိုမဲနိုင်နေရချထားပေးသွားမယ်လို့ DUH ရန်ကုန်ကတည်ရပါထိဒီလိုမဲနိုင်ချထားပေးရမှရခင်တင်ပြထားတဲ့လျှောက်ရွာတွေထဲကတန်းစီစရာအစင်လိုက်တတ်မှတ်ထားတဲ့တိုက်တွေမှမဲနိုင်နေရချထားပေးသွားမှာဖြစ်ပါထိမဲနိုင်ခွင့်ရရှိတဲ့မြို့နယ်တွေကတော့တင်ငန်းချုံမြို့နယ်၊ကမာချုံမြို့နယ်၊ဗဟန်းမြို့နယ်၊ကြောက်သာမြို့နယ်၊တကုံမြို့နယ်၊တကုံမြို့တည်တောင်ပါ ိုင်းတကုံမျိုးသစ်စိတ်ကန်းနဲ့ပညာရေးဝန်ထမ်းများအနက်မှမဲနိုင်ခွင့်ရရှိသူတွေကိုဌာနမှဆက်သွဲအတိပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒုခတကုံပြည်သူအငှားအိမ်ယာစီမံကိန်းကိုတောင်တကုံမျိုးနယ်အတွင်းရှိအမှတ်နှစ်လမ်းနဲ့အမှတ်ခုနှစ်မျိုးမှလမ်းဆောင်အနီးရှိမြေဧရိယာ190အေကာမှာတည်ဆောက်နေတာဖြစ်ပြီးပထမအဆင့်အဆောင်194လုံးအခန်း3104ခန်းကိုဆောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ဒီလိုတိဆောက်မှုတွေကနေပြီးစီးမှုအလိုက်အခန်းတွေခြားထားပေးနေတာဖြစ်ပြီးယခုအချိန်ဟာတတိယအချိန်မြောက်ဖြစ်တယ်လို့သိရပါတယ်ရှင်။